နောက်တစ်ခုသွားလဲရမယ့်နေရာကတော့ကျွန်တော်တို့ကြိုက်ကမော့ကလေးတောင်ပါကြိုက်ကမော့ကလေးတောင်ကမူတုံကျိုင်းစိတ်ကြီးလမ်းပေါ်မှာရှိတာဖြစ်ပါတယ်။တောင်ထိပ်ထိကိုကားလမ်းပပြီးတော့မှမူတုံမြို့ကလည်းတိတ်ပြီးတော့မဝေးတဲ့နေရာမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မူတုံကလူတွေတော်တော်များများကတော့ကြိုက်ကမော့ကလေးတောင်မှာညနေပိုင်းဆိုရင်လင်းကျင်ကန်တဘောမျိုးတောင်တက်တဲ့အာကစားကိုသွားလုပ်လို့ရှိကြပါတယ်။အဲ့ဒီတော့ဘော်ဒါတို့လည်းအချိန်ရတယ်ဆိုရင်ကြိုက်ကမော့ကလေးဖျားကိုသွားတက်ကြည့်ကြဖို့အကြံပေးချင်ပါတယ်။ ောက်တက်တစ်ခုသွားလဲရမယ့်နေရာကတော့ကျွန်တော်တို့တွေညောင်ကုန်းရွာရှိမှရှိတဲ့ငပြန်တောင်ပါငပြန်တောင်တို့ဆိုတဲ့မောဝါကနေပြီးတော့မှတောင်ကြီးအကြီးရောက်မှုကိုစိုင်းကင်နဲ့ကျွန်တော်တို့တွေ9မိနစ်ကနေမှ10မိနစ်လောက်မောင်းပြီးတော့သွားရပါတယ်လန်တောင်လျှောက်ကတော့ကတ္တရာလန်နေခင်းတာပြီးတော့တောင်ကျေကနေတောင်ထိပ်ကြီးကလည်းကတ္တရာလန်တောင်လျှောက်ခင်းတာပါလေလူတော့နည်းနည်းပြတ်တာဖြစ်တဲ့အတွက်ကြောင့်ဘော်ဒါတွေစုပြီးတော့သွားဖို့တော့အကြံပေးချင်ပါတယ် အဝင်လန်းတောင်းလျှောက်ကတော့အခုကျွန်တော်ဗီဒီယိုမှာပြထားသလိုမျိုးလေးပဲလမ်းကရှင်းရှင်းလင်းလင်းနဲ့လှလဲလှပါတယ်ကျွန်တော်တို့တွေကတော့အချိန်သိမ့်မရတာဖြစ်တဲ့အတွက်ကြောင့်ငပြန်တောင်းတောင်းထိပ်ထိပ်ကိုဆိုင်ကယ်နဲ့ပဲတက်ခဲ့ကြပါတယ်အဲ့ဒီတော့ border တို့လည်းအချိန်ရတယ်ဆိုရင်ငပြန်တောင်းဘက်ကိုသွားပြီးတော့ကျွန်တော်အခုဗီဒီယိုမှာပြထားသလိုမျိုးလေးပဲအနားသွားယူလို့ရပါတယ်ဗျာကောင်းကြီးရတယ်မတက်နဲ့ကလေးကရောင်းလိုက်မောင်းတယ်မောင်းတယ်တစ်ဖြောက်ကြည့်ရမောင်းတယ် 我家门到三号家门了。 နောက်ထပ်သွားလဲရမယ့်နေရာကတော့ကျွန်တော်တို့တံမြူစီရဲ့လမ်းပေါ်မှာရှိတဲ့လက်ခတ်တောင်ပါမူတော်ကနေပြီးတော့တံမြူစီရဲ့ကိုသွားပူးကြတဲ့လူတော်များများကတော့ဒီမုတ်ဝလေးကိုမြင်ပူးကြပါလိမ့်မယ်လက်ခတ်တောင်မုတ်ဝကနေပြီးတော့မှတောင်ကြီးအထိကိုလည်းကျွန်တော်တို့အဝေးကြီးဆိုင်ကယ်မောင်းပြီးတော့ဝင်ရပါတယ်အဝင်လမ်းကလည်းအခုချိန်ကြီးကိုမှကျွန်တော်ဗီဒီယိုမှာပြထားသလိုမျိုးလေးပဲလမ်းတော်နည်းနည်းကျမ်းပါတယ်ဗျအခုကျွန်တော်ဗီဒီယိုမှာပြထားသလိုမျိုးအင်္ဂလိပ်လမ်းလေးပေါ်မှာဆိုင်ကယ်မောင်းနေပြီဆိုရင်တော့ လက်ခတ်တောင်တောင်ကြီးကိုရောက်ခါနီးနေပါပြီလက်ခတ်တောင်ကအခုကျွန်တော်တို့မုရုံမျိုးပပတ်လယ်မှာတက်လို့ရတဲ့တောင်တွေအများကြီးတွေကမှမြေသားလန်ကောင်းကောင်းကျန်တဲ့တောင်တရောင်ဖြစ်ပါတယ်အဲ့ဒါကြောင့်မြေသားလန်းတောင်လေးကိုလည်းတက်ချင်တယ်မုလုံမျိုးကနေလည်းအဝေးကြီးမသွားချင်ဘူးတောင်ပေါ်က နေပြီးတော့မှရှုခင်းလှလှလေးတွေလည်းကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့တွေလက်ခတ်တောင်ကိုသွားတက်ကြည့်ကြဖို့ကျွန်တော်အကြံပေးချင်ပါတယ် ။ရပါတော့ဆောင်းပေးရ။ဘူရောင်းရတဲ့ကျွန်တော်တို့ကျေးဇူး။ဟယ်လိုတာတာတဲ့ရောက်ပါတယ်။ဘယ်6နိုင်ရနေတက်လာတာလဲ6နိုင်45မိနစ်ပါ။45မိနစ်နဲ့50တော့တက်လာရပါတယ်။ဒီဘက်ဆန်းကောင်းနေ လာပြီလားပြောလို့ရ30လား နောက်တစ်တခုသွားလည်ရမယ့်နေရာလေးကတော့ကျွန်တော်တို့တွေမူတော်နဲ့ကမဝတ်ကြားထဲမှာရှိတဲ့ခက်ရခက်ယူ ထိုင်တော်မူဖျားရှိတဲ့နေရာလေးဖြစ်ပါတယ်။ထိုင်တော်မူဖျားကကျွန်တော်တို့တွေမော်တန်လမ်းမကြီးရဲ့ဘေးမှာပဲရှိတာဖြစ်ပါတယ်။မော်တန်လမ်းမကြီးမှာမောင်းဝါရဲနဲ့လည်းထိုင်တော်မူဖျားကြီးကိုလှမ်းပြီးတော့ဖူးမြင်ရမှာဖြစ်ပါတယ်။ရောဘာဘင်းနေတပတ်တစ်ချက်မှာစီတန်းထားတဲ့လမ်းမကြီးရဲ့ဘေးမှာပဲရှိတာဖြစ်တဲ့အတွက်ကြောင့် ခရခတ်ယူထိုင်းတော်မူဘုရားကို သွားဖူးမယ်ဆိုရင်ကျွန်တော်တို့တွေကုသိုလ်လဲရပြီးတော့မှဓပုံလှလှလေးတွေလည်းအများကြီးရိုက်လို့ရမှာဖြစ်ပါတယ်။အဲဒါကြောင့်အချိန်ရတယ်ဆိုရင်ခရခတ်ယူထိုင်းတော်မူဘုရားရှိတဲ့ဘက်ကိုလည်းတစ်ချက်လောက်သွားလေကြည့်ကြဖို့အကြံပေးချင်ပါတယ်။ က်တစ်ခုသွားရမယ့်နေရာကတော့ကျွန်တော်တို့တွေကမဝက်ရွာရဲ့အရှိမရှိတဲ့ကြိုက်တမော့ကြီးတောင်ဖြစ်ပါတယ်။ကြိုက်တမော့ကြီးတောင်ကပေ1895ပေမြင့်ပါတယ်။တောင်ကြီးကနေပြီးတော့မှတောင်ထိပ်ကြီးကိုအင်္ဂရိလန်းတွေပေါက်ထားပြီးပြီးတော့မှတောင်ထိပ်ကြီးရောက်ဖို့ကိုကျွန်တော်တို့လမ်းလျှောက်ပြီးတော့တောင်တက်မယ်ဆိုရင်တနအီနဲ့မိနစ်30လောက်ကြာနိုင်ပါတယ်။ အတက်အစင်းတွေအများကြီးနဲ့မှာတောင်ထိပ်ထိရအောင်တောင်ကုန်းလေးတွေကိုဝေးဝိုက်ပြီးတော့သွားရတဲ့ခရီးစဉ်လေးဖြစ်တာကြောင့် border တွေစုပြီးတော့သွားဖို့တော့အကြံပေးချင်ပါတယ်အခုလောလောဆယ်တော့ဗီဒီယိုလေးကြည့်ရင်ကျွန်တော်တို့အဖွဲ့နဲ့တူတူစိုက်တမော့ကြီးတောင်ထိပ်ကို like ခဲ့ရင်နဲ့မှာ border တို့လည်းနောက်အချိန်ရတယ်ဆိုရင်စိုက်တမော့ကြီးတောင်ထိပ်ကိုသွားတက်ကြည့်ကြဖို့အကြံပေးချင်ပါတယ် နောက်တစ်ခုသွားလဲ့ရမယ့်နေရာလေးကတော့ကျွန်တော်တို့ဒီကြိုက်ရွယ်ရွာထဲမှာရှိတဲ့ RGK လို့ခေါ်တဲ့အပန်းဖြေရမယ့်နေရာလေးပါလေကွင်းလေးတွေကိုအလှပုံစံလေးဖြစ်အောင်ပြန်လဲပုံဖော်ထားပြီးတော့မှစားတောက်ဆိုင်လေးလည်းဖွင့်ထားပြီးတော့ရေကူးစရာရေကူးကန်လေးလည်းရှိတဲ့အပြင်ယာစီအလိုက်နေကြပန်းစဘာပင်နဲ့အလှပန်းလေးတွေကိုလည်းညနေပိုင်းလေးတွေမှာအချိန်ရတယ်ဆိုရင် နေဝင်စည်းစာလေးသွားကြည့်ရင်းနဲ့ ဓပုံလှလှလေးတွေရရင်ထိုင်းစာလေးတွေစာရင်းထဲမှာအနားသွားယူလို့ရပါတယ်။